တောင်ကိုရတံတရာလီဂျီမြောက်ကတရုတ်ဆန့်ကျင်နဲ့ပြည်ပဆန့်ကျင်စုယုံလှုပ်ရှားမှုတွေကိုဖြိုခွင်းဖို့အော်တိုဘာ၂ရက်ကမိတ်ထုတ်ခဲ့တယ်လို့ CNA ကဖော်ပြခဲ့ပါတယ်။အဲဒီလိုလူမှုစုယုံလှုပ်ရှားမှုတွေဟာတောင်ကိုရရဲ့ပုံရိပ်နဲ့စီးပွားရေးကိုထိခိုက်စေခဲ့တယ်လို့လီကပြောကြားခဲ့ပါတယ်။တောင်ကိုရအစိုးရဟာအခုသတင်းပတ်ကစပြီးတရုတ်နိုင်ငံရဲ့ခီးတွားတွေကိုဗီဇာကင်းလုပ်ခွင့်မပြုခင်ကတည်းကလက်ရဆုံးအောက်စုတွေဟာတရုတ်ကွန်မြူနတီပါတီကိုအထူးပြစ်မှတ်ထားတယ်။တရုတ်ဆန့်ကျင်ခြေတပ်ပွဲတွေကိုပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားကုမ္ပဏီတွေကတော့အစိုးရရဲ့ဗီဇာမူဝါဒဟာခရီးသွားကဏ္ဍကိုမြင့်သက်စေပြီးနိုင်ငံအသွင်းကိုရောက်ရှိလာမဲ့တရုတ်နိုင်ငံသားတွေကိုဆွဲဆောင်ဖို့စီးပွားရေးအစီအစဉ်တွေကိုရေးဆွဲခဲ့ကြပါတယ်။အခုလိုကောင်းမွန်တဲ့အစီအစဉ်ကိုဘာလို့များမလိုချင်ရတာလဲ။တရုတ်ဆန့်ကျင်တဲ့စုယုံချီတက်ပွဲတွေဟာကျွန်တော်တို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့နိုင်ငံပုံရေးကိုထိခိုက်စေပြီးအစီအစဉ်ကင်းမဲ့လေလောက်ရဖြစ်ပါရဲ့လို့တမရလီကပြောပါတယ်။တရုတ်နိုင်ငံသားတွေကိုဗီဇာကင်းလွှတ်ပေးတဲ့အစီအစဉ်ကို 2026ခုနှစ်ဇွန်လအထိဆက်လက်ကျင့်သုံးသွားဖို့စီစဉ်ထားပါတယ်။ဒါအပြင်ပြည်ပခီးသားတွေရဲ့ဘေးကင်းလုံခြုံရေးကိုချိန်ချောက်တဲ့လှုံ့ဆော်ထောက်ရှားမှုတွေကိုနှိမ်နင်းဖို့နဲ့လူမျိုးရေးမုန်းသိမှုကိုရပ်တန့်ဖို့တမနာလီကညွှန်ကြားခဲ့ပါတယ်။လီဟာ အော်တိုဘာ31ရက်မှာစတင်မဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး APEC ရဲ့အတွက်တရုတ်နိုင်ငံကိုတွားရောက်မဲ့ခီးစင်မတိုင်မီတောင်ကိုရနဲ့တရုတ်ကြားဆက်ဆံရေးတိုးတက်စေဖို့ကြိုးပမ်းလျက်ရှိပါတယ်။လီယာအဲ့ဒီခီးစင်တွင်တရုတ်တံတားရှိခြင်းဖြင့်လည်းတွေ့ဆုံသွားမှာဖြစ်ပါတယ်။